ခံရတဲ့မိဘသည် လူသားနော်တတ်တဲ့သားသမီးကလည်းလူသားဆိုရင်သိသိမသိသိအနန္တရကံထိုက်တယ်နော်နံပါတ်၁ချက်ဒါပြေးတယ်မယ်နော်ပိစာနန္ဒရိယ၅ပါးထဲမှာအမိအဖကိုတတ်သောကံနဲ့ပတ်သက်ပြီးတော့သိကျင်တာပါတဲ့ပိစာနန္ဒရိယကံကျူးလွန်ထားတဲ့သူအတွက်အခုဘဝ map ဖို့အတားအဆီးဖြစ်တယ်လို့တည်ထားပါတယ်အကယ်၍များမိဘတွေကခလေးတယောက်ကိုမွေးစာကလေးကစွန့်ပစ်ခဲ့ပြီးတခြားတစုံတယောက်ရဲ့ပြုစုထိန်သိမ်းဆောင်ရှောက်မှုအောက်မှာကြီးပြင်းလာခဲ့ရပြီးတော့လူသက်ခိုးဆိုးလူရက်မှုတွေနဲ့တချို့ကသူ့ရဲ့မိရင်းဖာရင်ကိုမိမိရဲ့အမိဖာမှန်မသိဘဲတတ်မိရဲဆိုရင်ကောဆရာအဲ့ဒီလိုတတ်လိုက်တဲ့သူကတော့အခုဘဝမတ်တာဖို့တာဖြစ်နိုင်ပါသလား ပြင်စာနန္ဒရိယကံရောမြောက်ပါသေးသလားခင်ဗျာဆိုပြီးတော့မေးမြန်းထားပဲဖြစ်ပါတယ်ဆရာမိဘနှစ်ပါးကသာသမီကိုမွေးတယ်မွေးပြီးတော့မပြည့်စုံမဆောင်လျှောက်ပဲနဲ့ပြစ်ထားတယ်နော်သူမေးပေါ့ပြစ်ထားတော့တစုံတယောက်ကကောက်ယူမွေးစားတယ်မွေးစားတဲ့လူကလည်းသူဆုံးမမှုမနိုင်ဘူးပေါ့နော်အဲ့ကလေးကကြီးလာတယ်ခိုးဆိုးဟလာတက်ပြတ်ဒီဆိုးဖို့ဓမြဖြစ်တယ်ပေါ့ဖြစ်ပြီးတော့သူအရင်မိဘဟောင်းနဲ့ပြန်တွေ့တယ်တွေ့ပြီးတော့မိဘအရင်ကိုတတ်တယ်ပေါ့နော်အဲ့ဒါ မတတ်ဘူးဒါဖြစ်မဖြစ်ပေါ့နော်ဒီဟာကလေသူမေကုံးကဟိုဘယ်လိုခေါ်မလဲဆိုတော့ဟိုရုပ်ချင်းဆန်ဆန်ဖြစ်နေတယ်နော်ရုပ်ချင်းဆန်ဆန်ဖြစ်နေတော့မှရုပ်ချင်းမှတံမျိုးတော့ခွင့်ပြုမှာမဟုတ်ဘူးလေနော်မိဘကသားသမီးကိုစွန့်ပစ်တယ်ဆိုတော့ဒါရှိကောင်းရှိတယ်ရှိကောင်းရှိတယ်ဒါအမြဲတမ်းတော့မဟုတ်မွေးစားတဲ့ပုဂ္ဂိုလ်ကလည်းမဆုံးမနိုင်ဘူးပေါ့နော်မဆုံးသူဆုံးမနိုင်ရင်အဲ့ဒါယဉ်ကျေးလိမ့်မှာပေါ့မှာပေါ့အဲ့တော့မယဉ်ကျေးမလိမ့်မှာပဲနဲ့လူစိုးသခိုးဖြစ်တယ်ပေါ့နော်လူသက်သမားဖြစ်တယ်ပေါ့ဖြစ်ပြီးတဲ့အထိကိုသူက မိဘအရင်နဲ့ပြန်တွေ့ပြီးရင်အဲ့ဒီပြဿနာမရှိမိဘရင်းကတော့တတ်ပြစ်တယ်ဆိုတော့လေဟိုဟိုမှာဆိုရင်တော့ကြာကျွန်တော်အမြင်ပြောတာပါနော်ရုပ်ရှင်စဉ်းစားခွင့်ပြုပါမို့ဟိုသူရစကားပြောမှာပေါ့ဗျာတုံတုံကြီးဖြစ်တာတို့ဘာတို့ပေါ့နော်သူဘုရုဏာဝင်တာတို့ဖြစ်မှာပေါ့ဒါပေမဲ့ तू ကတော့တတ်ခိုင်းတာတတ်တယ်လို့ပြောအဲ့ဒါဆိုရင်မတတ်ဘူးဒါဖြစ်မှာဖြစ်ပေါ့နော်ဟောမိဒါဖြစ်ရင်သူဇာညွန်ဇာလန်းတိုင်းတော့မသွားဘူးပေါ့ဗျာနော်ပြန်စံဏ္ဍိယကံနဲ့ပတ်သက်ပြီးတော့မှတ်ရမယ်ဟာပေါ့ပေးတယ်ကျွန်တော်ပေးလိုက်မယ် ဲ့ဒီထဲမှာလည်းပါပါတယ်အမှန်တခွန်းနဲ့မေးရင်ဒီကိစ္စပြတ်တယ်မိဘရင်းကိုမသိဘဲနဲ့တတ်မိရင်ပြဇာနယ်လေးရကန်ထိုက်လာသူပြတ်တာပဲတဏှာဟိုဇာနန်းဇက်ွက်တွေပဲအဲ့တော့ဆိုလိုတာကျွန်တော်၄ချက်ပြောမယ်နံပါတ်၁ကအသက်ခံရတဲ့မိဘသည် လူသားနော်သတ်တဲ့သားသမီးကလည်းလူသားဆိုရင်သိသိမသိသိအနန္တရကန်ထိုက်တယ်နော်နံပါတ်၁ချက်ဒါပြေးတယ်မယ်နော်နံပါတ်၂ပြောမယ်အသက်ခံရတဲ့မိဘကတရိစ္ဆာန် နော်တတ်တဲ့သာသမီကလူသားရှိတဲ့တစ်ခေတ်တခါမှာတိဟဘာဘူးတို့ဘာလို့ကြားဖို့မပါဘူးဆိုင်သို့မဟုတ်တတ်တဲ့သာသမီကလူလူသားနော်ဒါမှမဟုတ်ရင်တတ်တဲ့သာသမီကတရိษံဆိုတာအမေရဲ့တရိษံအဖေရဲ့တရိษံသာသမီရဲ့တရိษံပြန်ခိုက်တတ်တဲ့ဟာမျိုးတွေပေါ့ဗျာအဲ့ဒီလိုဟာမျိုးဆိုရင်အနန္တရကံမထိုက်ဘူးနော်ကျွန်တော်တစ်ခေါက်ပြန်ပြောမယ်နော်အသက်ခံတဲ့မိဘကတရိษံတတ်တဲ့သာသမီကလူသား သို့မဟုတ်တလိဆန်တစ်ခုခုပဲရဖြစ်ဖြစ်ပေါ့နော်အဲ့ဒါဆိုရင်အနန္တရကံမထိုက်ဘူးမထိုက်ပေမဲ့လည်းပဲဓာတုသတ်မှုတစ်ခုပေါ့နော်တတ္တဝါကိုတက်ဖြတ်မှုဘာနာတိပါဒအဲ့ကံလောက်နင်းနီးတော့ကံတော့ကြီးတယ်ဟိုကံကိုမမှီဘူးပြောတာနော်မထိုက်တာဘာကြောင့်လဲဆိုတော့အင်္ဂါတချမ်းပဲနေလို့နော်ဒါဒုတိယချက်နောက်တတိယချက်မိဘမှန်မသိပဲနဲ့မတော်တဆရဖြစ်စေပေါ့မတော်တဆဆိုတာဥပမာအဖေမှန်မသိဘူးအမေမှန်မသိဘူးညဘက် ဟုတ်လားခြံစည်းရိုးပဲဖြစ်ဖြစ်အိမ်နောက်ဖဲပဲဖြစ်ဖြစ်လှုပ်လှုပ်မဲမဲမဲဖြစ်လို့ပေါ့နော်ဟိုဒီပြင်သားကောင်ဖြစ်လို့သူမဟုတ်ရင်သခိုးထင်လို့လှန်နဲ့ပစ်ထလိုက်တယ်ဒါပေမဲ့မနေ့မိုးလင်းတော့ကြည့်ရောအမေအမေဖြစ်နေတယ်သူမဟုတ်အဖေဖြစ်နေတယ်ပေါ့နော်အဲ့ဒါမတော်တဆပေါ့ထားပါတော့မတော်တဆပဲဖြစ်စေသူမဟုတ်ဖောက်ပြန်ရွေးပဲဖြစ်စေဖောက်ပြန်တယ်ဆိုတာလည်းလို့ဟိုစိတ်ဖောက်ပြန်ပြီးတော့တတ်မိတာနော်သူမဟုတ် ရက်ကြောင်ကြောင်ပြီးတော့ဆေးကြောင်ကြောင်ပြီးတော့သမို့ဝန်တွင်ယူတစ်ခုခုပေါ့နော်အဲ့လိုမျိုးဖောက်ဖောက်လဲဖောက်ပြန်ဖြစ်ပြီးတော့တတ်တယ်မကြီးရွယ်ပဲတတ်တယ်ပေါ့အဲ့လိုတတ်ရင်လည်းပဲအနန္တရိယကံထိုက်တယ်မိဘမသိသည်မသိသည်နော်နောက်သရုပ်တာတစ်ချက်ကအဲ့လိုအနန္တရိယကံထိုက်ကြတဲ့ပုဂ္ဂိုလ်ကသိရင်အပင်ငရဲကြတယ်အသူဘာမှလုပ်လို့မရဘယ်ငရဲကြတယ်သူကသူကောင်းမှုကုသိုလ်တွေလုပ်ရှင်လုပ်မယ်ဗျာအဲ့ဒါတွေကတသက်အကျိုးပေးတသက်ခံစားရလိမ့်မယ်ဒီကံကြီးကအကုသိုလ်ဂရုကံဖြစ်တယ်ဘယ်လို့မရသိရင်အပင်ကြတယ် ဲ့တော့ဗုဒ္ဓအယိုအကျိုးရသေရင်အပယ်ကြတယ်လို့ငရဲကြတယ်လို့ပြောထားပြီးမှတော့ sorry ပဋိသင်္ဍေအကျိုးရငရဲကြတယ်လို့ပြောထားပြီးမှတော့မသေးခင်စัจ जा ဖြစ်တဲ့ဗုဒ္ဓကာလမှာတော့မေတ္တာဖို့ဒါဆိုတာပြောစရာတော့မလိုတော့အကယ်လို့သူမက်ဖို့ရခဲ့ရင်အ ਨੇ ဆုံးသောတာပတ္တိမက်လို့ရရင်ဘယ်အပယ်ကြတော့မလဲအရိယာဖြစ်သွားရင်ရခွင့်ကိုမရှိဘူးပေါ့နော်အဲအဲ့လေးချက်အဲ့လေးချက်နဲ့တိုင်းနိုင်ခုနကကိစ္စအပြေလဲတယ်နော်သူကဆိုအပြေထွက်သွားပြီးသားဖြစ်နေမယ်ချွင်းချက်လေးတစ်ခုပြောမယ်ပေါ့နော်ဒါကတော့ဟို သိသိသိချိုက်လို့ပေါ့မြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိတဲ့အချိန်ကာလပေါ့တနည်းအားဖြင့်ပြောရင်ဓမ္မကအသာစီးရနေတဲ့ခေတ်ကာလပေါ့လောကမှာဒီလိုရှိကြဗျာအခု31ပုံရှိကြမလားအပယ်၄ပုံကအတ္တမကအသာစီးရနေတာသူကစိုးကျိုးတွေပဲခံနေရအကုသိုလ်ကုံမှလွတ်တဲ့ဟာနတ်နဲ့နတ်ပြည်နဲ့ဗြဟ္မာပြည်ကဓမ္မကအသာစီးရနေတာရှားဖွေစားသောက်စရာမလိုအစဉ်စဉ်ဘုန်းကံကိုမိပြီးသက်ရှင်နေတာဓမ္မကအသာစီးရဒီကြားထဲမှာရှိတဲ့လူပုံကဓမ္မတလက် အတ္တမတည်းလဲဘာတပြန်ကြတပြန်အမြဲတမ်းကြီးပဲဓမ္မကြီးပဲမစွမ်းဘူးအတ္တမလည်းမလွမ်းဘူးအဲ့တော့ဘာတပြန်ကြတပြန်ဖြစ်နေတဲ့ချိန်မှာဓမ္မကအသာစီးရနေတဲ့ချိန်မှာလောကကြီးရဲ့တာရတယ်ဖွင့်ပြောတယ်အေးချမ်းတယ်ပေါ့ဗျာအတ္တမကအသာစီးရနေတဲ့ချိန်မှာလောကကြီးပူလောင်တယ်ချုပ်ွက်တယ်မငြိမ်းချမ်းဘူးလူနဲ့လူပတ်ဝန်းကျင်ဟာကျိန်မီအောင်သလိုတောမီလောင်သလိုဖောမီလောင်သလိုပေါ့ဆိုလိုတာကတ်ကြီးကြီးဆိုင်နေတဲ့ချိန်မှာဒါအတ္တမအသာစီးရနေတော့အဲ့ဒီအချိန်နဲ့ချိန်ရှိတယ်အဲ့တော့ကျွန်တော်ပြန်ပြောမယ်နော် မြတ်စွာဘုရားရှင်သတ်တော်ထင်ကြားရှိတဲ့အချိန်ကာလတနည်းအားဖြင့်ဓမ္မကအသာစီးရနေတဲ့အချိန်ကာလမျိုးမှာဆိုရင်အဲ့ဒီအနန္တရိယကံကိုကျူးလွန်ခွင့်မရဘူးဒါဟုတ်ပဲတချမ်းပဲကပုဂ္ဂိုလ်ကလည်းကျူးလွန်မဲ့ပုဂ္ဂိုလ်ကလည်းဘာဖြစ်ရမလဲဆိုတော့ပစ္စည်းမဘဝိကပုဂ္ဂိုလ်ဖြစ်တယ်လို့ဆိုရင်အဲနှစ်ချက်ရှိတယ်ဒီဘက်ကဓမ္မကအသာစီးရတဲ့ခေတ်ပုဂ္ဂိုလ်ကဟိုပစ္စည်းမဘဝိကဖြစ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့ပစ္စည်းမဘဝိကပုဂ္ဂိုလ်ဆိုတာမြန်မာလိုပြောရင်နောက်ဆုံးဘဝ၌ဖြစ်သောပုဂ္ဂိုလ်လို့အဓိပ္ပာယ်ရနောက်ဆုံးဘဝမှာဖြစ်နေတဲ့ပုဂ္ဂိုလ်ဆိုတာသူဒီခုလူဘဝမှာလူဖြစ်တယ်ပေါ့ အဲ့ဒီလူဘဝပြီးသွားရင်သူကပြန်မလာနိုင်တော့ဘူးသုံးသက်တဲ့ပုံမှာမဖြစ်တော့ဘူးတနည်းပြောနိဗ္ဗာန်ဝင်သွားမယ်ရဟန္တာဖြစ်သွားမယ်ပုဂ္ဂိုလ်နောက်ဆုံးဘဝမှာဖြစ်တယ်အဲ့ဒီပစ္စည်းမဘဝိကအဲ့ဒါလိုဖြစ်မဲ့ပုဂ္ဂိုလ်ဆိုရင်သူပစ္စည်းမဘဝိကပုဂ္ဂိုလ်အစ်စ်လွယ်ခွာတယ်အတုဆိုတာလည်းရှိသေးတယ်အတုဆိုတာဘာလဲဆိုတော့အခုကျွန်တော်လူဘုံမှာနေတယ်ကျွန်တော်တရားအထုတ်တယ်ရဟန္တာတော့မဖြစ်ဘူးပေါ့ဗျာအနာဂံဖြစ်သွားတယ်အစင်ကြံအနာဂံဖြစ်သွားလို့အဲ့ဒီအနာဂံဘဝနဲ့ပဲကျွန်တော်သုတိစိတ်ကြမယ်ဆိုရင်တည်သွားမယ်ဆိုရင်ကျွန်တော်ကသုတ္တဝါစာပြမဘုံသားဖြစ်မယ် ဒီက31ဘုံကတော့မလွတ်သေးဘူးဘဝကြံသေးတယ်အဲ့ဒီသုဒ္ဓဘဝသားဘုံကနေပြီးတော့ဆက်ပြီးတော့ပြန်မလာနိုင်တော့ဘူးဒီဘက်ကိုအထက်ဘုံဘက်တက်ပြီးတော့ဟိုရဟနာဖြစ်ပြီးတော့ကျွတ်တန်းဝင်သွားမှာပေါ့အဲ့တော့သူ့ကိုကြည့်မယ်ဆိုရင်သူလူဘုံမှာဖြစ်နေတဲ့အနာဂံပုဂ္ဂိုလ်တူစီဖြစ်စီမဘဝိကလို့ပြောလို့ရတယ်ဘယ်လိုရလဲဆိုဒီလူဘုံမှာသူနောက်ဆုံးနေခြင်းပဲဒါမှမဟုတ်သူအတုလို့ထည့်တယ်ဆိုတာဟိုအစ်စ်လို့မဟုတ်ဘူး31ဘုံကလွတ်မှာတော့မဟုတ်ဘူးကောင်းတဲ့တဘုံပြန်သေးတယ်ပေါ့အဲ့တော့ခုနစကားကျွေးမကြံအောင်ပြောရင် ်မြတ်စွာဘုရားရှင်သရတော်တင်ကြားရှိချက်ခေဓမ္မကအသာစီးရနေတဲ့ခေဖြစ်မယ်ပုဂ္ဂလအဖြစ်ပြောရင်လည်းပဲပစ္စည်းမပုဘဝိကပုဂ္ဂိုလ်အစ်စ်ဖြစ်မယ်ဆိုရင်ဒီလိုအခွင့်နေဘယ်လိုပဲကြုံကြုံမိဘကိုတိလို့ဖြစ်စေဖောက်ပြန်လို့ဖြစ်ဘယ်လိုပဲကြုံကြုံတတ်ခွင့်ကိုမရအောင်တစုံတစ်ခုကတားတယ်ဘုရားရှင်ဘုရားကတားမယ်မရှိရင်လောကကတောင်းကြမဲ့မနေပဲဓမ္မဘွဲမှာဝင်ရတည်ပြီးတော့ပြတ်တယ်အဲ့ဒီကိစ္စမဖြစ်ဘူးအဲအဲ့လိုပုဂ္ဂိုလ်မျိုးနော်ဟိုကအင်္ဂလိပ်မာလာလို့ပေါ့ဗျာပစ္စည်းမပုဘဝိကပုဂ္ဂိုလ်ကဘာတသိန်းရှင်လာတယ်မေးလို့ လိုက်နေပြီဟိုဆရာညွန်ပြကြဘုရားကြားဝင်လိုက်တယ်နော်ဒါရှင်းရှင်းလေးပဲပစ္စည်းမဘူကြီးကပုဂ္ဂိုလ်မဟုတ်ဘူးဆိုရင်အဖေကိုတတ်မယ်အစာတသက်ကဗိမသာရကိုတတ်မယ်ဗိမသာရကိုအဖေကိုတတ်တာပဲလေနော်ပြည်သူကတည်းကပြီးတော့ဒီအဖေကရိုးရိုးဖေမဟုတ်ဘူးနော်ဟိုအင်္ဂလိပ်မှာလိုက်လိုက်တဲ့အမေလိုရိုးရိုးကုသဇင်မဟုတ်ဘူးတောတာပံကြီးတောတာပံမြတ်စွာဘုရားရှင်ရဲ့တာဘကကြီးဘုရားရှင်ကဟိုမှာအစာတသက်ကလည်းတတ်မယ်နောက်တနည်းပြောရင်အာနာတသိမ့်နေတာပဲတတ်လက်တတ်မယ်အာနာလက်သိမ့်မှာမြတ်စွာဘုရားရှင်ကြားမှာနေတယ် ဝင်ပြီးမတားဘူးသူသူကန်တဲ့သူကြိလိုက်တယ်လှုပ်လို့မရအောင်သူပစ္စည်းမဝီကပုံကမဟုတ်ဘူးတန်ရလေရအောင်မဲ့ပုံကောနော်ဟိုတာမညာဖလာတုံးနဲ့ပော့စီတာတွေကတမျိုးပေါ့နော်ဒါအဲအဲ့လိုဟာမျိုးပေါ့ပစ္စည်းမဘူးကွာလေနော်ဟိုတစုံတစ်ခုကအဲ့လိုမျိုးကိုတတ်ခွင့်မပေးဘူးပေါ့ဒါကတော့ဟိုနောက်ဆက်တွဲသိစရာပေါ့ခုနသူမေကွန်ကတော့ဟိုလေးချက်နဲ့တင်ကိစ္စပြီးပါတယ်နော်ဒါတော့ပဲဖြစ်ရင်ဂျင်းနေပါ